ိုင်းမင်္ဂလာပါရှင်။ဟုတ်ကဲ့အဲ့တော့ကျွန်တော်ကဒီသင်ခန်းစာဗီဒီယိုဖိုင်လေးမှာကြာတော့လေကျွန်တော်ကိုရောမတို့အတွက် ခွင့်ပြုချက်တွေတောင်းဆိုရတဲ့ဆိုတဲ့နေရာမှာအသုံးပြုရဲ request permission ။ Okay အဲ့ဒီခုရကွဲပြားချက်လေးကိုရှင်းပြပေးချင်တာဖြစ်ပါတယ်ရှင်။ဟုတ်ပြီအဲ့တော့ကျွန်တော်တို့အရင်ဆုံး request Okay ကျွန်တော်တို့ request ကိုကျွန်တော်တို့ verb အနေနဲ့သုံးပြုလို့ရတယ်။ noun အနေနဲ့လည်းသုံးပြုလို့ရတယ်။ဟုတ်ပြီနော်။တော့ကျတော့ပါလဲဆိုတော့ကျွန်တော်တို့ဒီစုံတစ်ခုခုကိုပြုလုပ်ဖို့ရင်းရင်းကျကျလေးတောင်းဆိုတာ။တောင်းဆိုချက်တို့ เนาะအဲ့လိုမျိုးဆိုလို့ရှိရင်ကျွန်တော်ကဂရုမာတို့က request သုံးလို့ရတယ်เนาะဥမာအပြည့်ဆိုလို့ရှိရင် I requested a day off from work မအလုပ်ကနေခွင့်တရယူဖို့တောင်းဆိုခဲ့တယ်တဲ့ဒီနေ့နေ့မှာကျတော့အဲ့ requested လေးကျွန်တော်တို့ verb နဲ့သုံးသွားတာပေါ့เนาะနောက်တစ်ခု she sent a request for more information သူမကနောက်ထပ်တင်းချက်လက်တွေပေါ့เนาะလိုချင်တာမလို့ထပ်ပြီးတော့နောက်ထပ်တင်းချက်လက်တွေရဖို့တောင်းဆိုခဲ့တယ်တဲ့ ဲ့နေရာမှာကျကျွန်တော်တို့အဲ့ request ကကျတော့ကျွန်တော်နောင်းနေနဲ့သုံးသွားတာပေါ့နော် okay အဲ့ဆိုရ request ဒီကျွန်တော်တို့တောင်းဆိုသည်တောင်းဆိုချက်ပေါ့နောက်တစ်ခု permission permission ရဲ့အဓိပ္ပာယ်ကကျွန်တော်တို့အတည်ပြုချက်ပေးတယ်ခွင့်ပြုချက်ပေးတယ်သူကကျတော့ကျွန်တော်တို့နောင်းအနေနဲ့ပဲသုံးလို့ရတယ်နော်တစုံတစ်ခုခုကိုပြုလုပ်ဖို့ခွင့်ပြုချက်ပေးတယ်နောက်အတည်ပြုချက်အဲ့လိုမျိုးကျွန်တော်တို့ကိုလိုမှာတော့ permission ဒါသုံးတာပေါ့နော်ဥမာအဖြစ်ဆိုလို့ရှိရင် I need my manager's permission to leave early ငါဆော့ဆော့ထွက်ဖို့ဆိုလို့ရှိရင်ငါမန်နေဂျာရဲ့အတီးပြုချက်လိုတယ်တဲ့ Okay နောက်ဥမာအဖြစ်ဆိုလို့ရှိရင်ကြတော့ you cannot enter without permission မင်းခွင့်ပြုချက်မရဘဲနဲ့ဝင်လာလို့မရဘူးနော်တဲ့ Okay အဲ့ဒါကျွန်တော်ဂရုမာတို့ request permission ကိုစားပြီးတင်ပါတယ်နော်အားလုံးပဲကျေးဇူးများတင်ပါတယ်ရှင်